Hobby Channel မြန်မာပရိသတ်ကြီးမင်္ဂလာပါခင်ဗျာဒီနေ့မှဆိုရင်တော့ Cadets ကဏ္ဍရစူးပင်လေးမျိုးကိုအခုမှစတင်စိုက်ပျိုးရမယ်ဝါသနာရှင်များအတွက် Cadets နဲ့အခြေခံသဘောတရားများကိုလေ့လာလို့ရအောင် Cadets ဝါသနာရှင်မအေးအေးအထွန်းနဲ့တွဲဖက်ပြီးတော့အတူတူတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်နဲ့အတူတူလေ့လာကြည့်အောင်ခင်ဗျာ ုက်မင်္ဂလာပါခင်ဗျာဟိုပထမဆုံးအနေနဲ့ပေါ့နော်ဒီ Cadets Ghanaia စုပင်လေးတွေကိုအခုမှစတင်စိုက်ပျိုးကြမယ်ဝါသနာရှိဘေကနာတွေအတွက်ဆိုရင်လို့ရှိရင်ဘလိုမျိုးမျိုးစိတ်တွေကိုစိုက်ပျိုးတင်တယ်ဆိုတော့အမှရှင်းပြပေးပါဦးခင်ဗျာဘလိုမျိုးစိတ်လေးတွေစိုက်ပျိုးတင်တယ်ဆိုအကျန်းခံတာတော့ဒီ Jinglusian တို့ဟုတ်ကဲ့လူဘိုးဘီယာတို့ဘာလို့ပေါ့နော်မောင်လေးတောင်တော့ဒါလေးတွေဒီဟာလေးတွေအဲဒါလေးတွေဆိုအကျန်းခံတယ်မောင်လေး အကျန်းခံတဲ့အပင်ကလေးတွေအကျန်းခံတဲ့အပင်လေးတွေကအများအားဖြင့်တော့သူအကျန်းခံတယ်ဆိုတော့အထအရာကိုသွားတယ်ဈေးလဲဈေးလဲတင်တယ်ဟုတ်ဈေးလဲတင်တယ်ဈေးတင်တဲ့ဟာနဲ့စိုက်ပျိုးတင်တယ်ပြီးလို့ရှိရင်ပိုးတိတ်မကြိုက်ဘူးပိုးတိတ်မကြိုက်တာဖြစ်တဲ့အတွက်အမားတော့ဒါလေးတွေကိုဒါလေးတို့အရင်စိုက်ပျိုးစေချင်တယ်ဘာဖြစ်လို့လဲဆိုဈေးကြီးတာစိုက်လဲဈေးကြီးတာစိုက်လို့ရလားဆိုရတယ်မောင်လေးရတယ်ဆိုဈေးကြီးတာစိုက်မယ်ဆိုရင်တော့ဟိုသူကအရင်ဆုံးလေးလာမှရမယ်အရင်ဆုံးလေးလာမှရမယ်အဲ့လိုမျိုးစိုက်ပျိုးရင်းနဲ့လေးလာတဲ့ လူလည်းရှိတယ်ဟိုလေ့လာပြီးမှစိုက်ပြိုးတဲ့လူလည်းရှိရေပေါ့နော်တချို့ကြောင့်လည်းစိုက်လိုက်တယ်စိုက်ရင်းနဲ့လေ့လာတယ်ပေါ့နော်မောင်လေးအဲ့မျိုးစိုက်ရင်းနဲ့လေ့လာမယ်ဆိုတော့ဒီလိုမျိုးလေးတွေကဟိုဆုံးရှုံးမှုနေတာပေါ့မောင်လေးရဲ့နော်အမကတော့အများအပြည့်မြန်မာ Kaitas Group တဲ့ group မှာပို့ပို့ပြီးတော့ဟိုအဲ့ဒီထဲကိုစပြီးတော့ဝင်ရကနေတအားဟိုလှုပ်ဖြစ်လာတာပေါ့နော်အရင်တော့တော့ဒီတိုင်းပဲ group ရှိမှလည်းမသိပဲနဲ့ဒီတိုင်းပဲကိုစိုက်တယ်ပြုတယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒီအခုတော့အမဟိုစား မြန်မာ guidance group ထဲမှာအဲ့လိုဝါသနာရှင်လေးတွေရောက်လာတယ်အခုနောက်ပိုင်းမှာပို့ပြီးတော့ရောက်လာတဲ့အမျိုးမန္တလေးကဟိုကိုကျော်လှတို့ဘာတို့တွေအဲ့မျိုးသူတို့တွေကတော့တအားဟိုစာဖြစ်တယ်သူက graph လေးတွေဘာလေးတွေ graph ပိုင်နေပေါ့နော်အမကအရင်တော့အုံးလို့ပဲစိုက်တာ graph ကိုစိုက်တာအမတိတ်ပြီးတော့အရင်ကြီးဟိုစာမဖြစ်ဘူးအုံးလို့ကိုပဲအများအပြည့်စိုက်တယ် graph ကိုတိတ်မစိုက်ဘူးအခုနောက်ပိုင်းတော့အမကအဲ့လိုမျိုး grab ကိုစိုက်ကြည့်ပါတဲ့တငယ်ချင်းတွေကစိုက်ကြည့်လို့ရှင်အဲ့လိုမျိုးပွားတာတွေလည်းရှိမယ်နောက်ပြီးလို့ရှင်အဲ့လိုပန်းပွင့်လာတာတွေလည်းညံတယ်ပေါ့နော်သူကတော့အကျန်းပုတ်ခန့်တယ်ပေါ့နော်အမ်ဒီဒီတပင်လုံးကိုတိတ်ွားမယ်တိတ်ွားမယ်ဥမာအမြင့်အမြင့်တွေပုတ်ွားလို့တိတ်ွားမယ်ဆိုရင် grab ပင်ကတော့ကယ်ဆယ်ဖို့အကောင်းဆုံးနီလန်းပေါ့နော်တခါတခါကျရင်အမားတို့ဖြတ်လိုက်တယ်ဖြတ်ပြီးတော့မှຫມိုစည်းတွေပါတွေတုတ်ပြီးအချောက်အချောက်လန်းနေအချောက်လန်းပြီးတဲ့အခါကျမှအမားတို့တွေ တုံးကြဟိုစာပြန်ဆိုင်ကြတယ်ပေါ့နော်ပြန်ဆိုင်ကြတယ်အခုနောက်ပိုင်းတော့အဲ့လိုမလုပ်ကြတော့ဘဲနဲ့အဲ grab ပေါ်မှာပုတ်သွားလို့ရှင် grab ပေါ်မှာမြန်မြန်လှီးပြီးတော့တင်လိုက်ကြတယ်တင်ပြီးတော့ဆိုက်ပြီးတော့လုပ်လိုက်အဲ့တော့ကိုကပြီးကပြန်ပွားလာပွားလာတဲ့ခါကျမှအဲပွားလေးပြန်ပြီးကိုအုံလူလိုချင်လို့ဆိုအုံလူပြန်လုပ်ပေါ့နော်အဲ့လိုမျိုးနီးနီးတုံးကြတယ်မောင်လေးဟုတ်ကဲ့မရဒါဆိုလို့ရှင်အခုမှဒီစတဲ့စိုက်ပြုမဲ့ဝါသနာရှင်နေဆိုလို့ရှိရင်ဒီဒီဒီအမျိုးစားလေးတွေပေါ့နော်ဒါဒီမျိုးစိတ်လေးတွေဆက်နေတယ်ပေါ့ဒါလေးတွေ ဂျင်နိုလို့ခေါ်တယ်ဂျင်နိုလို့ခေါ်ရင် तू อ่ะအယောင်ပါတာရှိရဲ့အယောင်မပါတာရှိရဲ့ပေါ့เนาะဒါလေးအယောင်မပါတာလေးတွေကတော့ဆက်ရတော့ပိုလွယ်တာပေါ့မောင်လေးရဲ့เนาะအယောင်မပါလာလေးတွေကြတော့ तू ကတော့ဟိုရိုးရိုးပဲပေါ့ဒါအယောင်ပါတာကြတော့အယောင်ပါတာများလေသူတို့ကအယောင်တချို့ဆိုအယောင်ပြည့်သွားတချို့ဟိုအမတို့ monkeyters လို့ခေါ်တယ် तू ကတော့ဒီလိုမျိုးအယောင်လေးတွေအယောင်လေးတွေစုံလာရင် तू ကပူစည်းကြည့်ရပါတော့ဖောင်ပြေးလာရင်တော့ပူစည်းကြည့်ဒါပေမဲ့ဒီဟာလေးတွေကလေဟိုအမကတော့ကြည့်ရသူတို့ကအကျန်းတော်တော်ခံတယ် အတန်းခံတယ်အဓိကတော့ပိုးပေါ့နော်ပိုးပိုးတိတ်အမြင့်ပိုးတိတ်မကြိုက်တဲ့ဟာမျိုးပေါ့နော်အဲ့မျိုးဆိုရင်အဲ့အိတ်ပင်လေးတွေကအတန်းခံတယ်လူဖိုးဘီယာအင်နိုစစ်အဲ့လိုမျိုးဟာလေးတွေပေါ့နော်ဒါလေးတွေဒါလေးတွေကပန်းပွင့်တော်တော်လှတာအဲ့လိုမျိုးလေး तू ကဈေးတက်တာတယ်ပြီးလို့ရှိရင်တော့မကြီးပွားတာတအားလွယ်တယ်နော်အဲ့မျိုးပွားတာဆိုတော့ဟိုစဆိုင်တဲ့လူလေးတွေကလူဆိုရင်တော့မောင်လေးရဲ့ပွားတာမြင်တော့လှအကြိုက်တာပေါ့နော်ကြိုက်တော့သဘောကျတယ်အခုဆိုဒါလေးဆိုပွားလာပြီအော်ပွားလာနေနေလဲရတော့လေအဲ လုံးလာတာပုံပြေလာတာပေါ့နော်သူတို့ကနေမရလို့ရှိရင်မောင်လေးရှည်ထွက်လာတယ်မလှအောင်အဲခြုံပြီးတော့မှလေအပေါ်ရှည်ထွက်လာတယ်အဲ့ခါကျရင်မလှတော့ရဲ့ငါပင်ဘာဖြစ်သွားလဲမသိပုံပြက်ပန်းပြက်ပေါ့နော်ဒါမဲ့လေဟိုစစိတ်တော့မညစ်နဲ့တိလာတစ်ခါတစ်ခါကျရင်အဲ့ပုံပြက်ပန်းပြက်ကလေးကလာနေတတယ်အဲ့ပုံပြက်ပန်းပြက်ကိုနေပြန်ထားလိုက်တော့ထားတဲ့ခါပြန်ပြီးတော့ဖောင်းပြေလာပြန်ဟောမောင်လေဖောင်းဖောင်းပြေလာပြီးတော့ပြန်ပြီးတော့အပွားတွေထွက်လာပြန်အဲ့ခါကျကို့အပွင့်ပုံစံတစ်ခါတစ်ခါကျရင်အဲ့မျိုးပုံစံမတူဘူးနောက်ပြီးတယောက်နဲ့တယောက် နေရထားတာမတူတဲ့အတွက်ပုံစံလည်းမတူပုံစံမတူတဲ့အတွက်ကိုက်တက်ထွက်တဲ့ပုံစံမျိုးလေးတွေအဲ့မျိုးတယောက်နဲ့တယောက်မတူကြအောင်မတူကြတော့ဟိုသူကအဲ့ဒါစိတ်ဝင်စားစရာကောင်းတယ်သူသူစိတ်ဝင်စားစရာကောင်းတဲ့အချက်လေးကပုံလေးတွေပြောင်းလာတယ်အဲ့လိုမျိုးအစမ်းလေးတွေထွက်တဲ့ပုံလည်းမတူတယောက်ကဒီမျိုးထွက်တယောက်နားထွက်အဲ့လိုမျိုးလေးတွေပေါ့နော်အစင်အစင်လေးတွေဖြစ်လာတဲ့ဟာမျိုးဒါလေးဆိုသူကဒါတော့သူ့ငကူအစ်စ်နဲ့တူပဲအဲ့လိုမျိုးသူအစင်အလွယ်အလွယ်လေးတွေပေါ့နော်ဒါလေးတွေတော့မှတော့ဒါလေးတွေကိုချစ်တယ်တိလားဘာဖြစ်လို့လဲဆိုဈေးတော့တိတ်မများဘူးဒါလေးတွေက ဈေးသိမ့်မများပေမဲ့သူကကိုက်တက်ပုံစံလေးပေါက်တယ်လीเนาะသူကမမမမလော်ရီယယ်ခေါ်တယ်တိလားအဲ့လိုမျိုးလေးတွေဒါလေးတွေကအဲ့လိုမျိုးပန်းပွင့်လာရင်လည်းတော်တော်လှတယ်ဟိုအမစီတော့အခုဒါမပွင့်သေးဘူးသိပြီးတော့မပွင့်သေးဘူးဆိုတာကဟိုဟို73ပတ်လဲတို့ဘာတို့ဒီပုံမှန်ဈေးပုံမှန်ထည့်ရတယ်စေးပုံမှန်ထည့်ရင်ပွင့်လာတယ်။နေရောင်နေရောင်ကောင်းကောင်းရမယ်။စေးပုံမှန်ထည့်မယ်။ပြီးလို့ရှိရင် तू ကအမတို့စီရောက်လာတဲ့ဟာနေသားကြောက်ဝိုင်းပွင့်တယ်။ဟုတ် နေသားကြွားရင်လဲပွင့်နေအကဝဲတဲ့နေဟာနေမှဖူးချင်တဲ့ဟာမျိုးပါလာရင်လဲကိုကမြန်မြန်လေးအပွင့်မြင်ရတာပေါ့နော်အပွင့်မြင်ရတော့ဒါမှအမအပွင့်ရတော့တိတ်ပြီးတော့အရင်အထူးစားမဟုတ်ဘူးသူတို့အရာလေအဲအဲ့လိုမျိုးတပင်နဲ့တပင်တိတ်ပြီးမကွာဘူးဒါနဲ့ဒါနဲ့ဆိုအပွင့်တူတယ်အပွင့်တူတယ်သွားအပွင့်မလှအောင်အပင်ပဲလှတာအဲဒါလေးတွေဆိုရင်အပွင့်တခါအပွင့်လှတယ်ဒါလေးတွေဆိုရင် ဒါလေးတွေလည်းအပွင့်တော်တော်လှတယ်။အင်း तू ကလှတယ်။နောက်ပြီးတော့ပန်းရောင်ပွင့်တဲ့ဟာရှိရဲ့အဖြူရောင်ပွင့်တဲ့ဟာရှိရဲ့သူတို့နှစ်ကောင်မျိုးဆက်ပေးလိုက်ပန်းနဲ့အဖြူကြားလေးထွက်လာမယ်။အဲ့ခါကျရင်တော့ဝယ်လို့မဆုံးနိုင်တော့ဝယ်လို့မဆုံးနိုင်ဘူးတချို့တွေကတော့အဲ့လိုမျိုးတရောင်စီလိုက်ဝယ်ကြတယ်တရောင်စီလိုက်ဝယ်စားမယ်ပတ်စံကုံတာပေါ့နော်ဒါအပင်ကတော့မထူဆောင်းဒီတိုင်းကဒီတိုင်းပဲဟုတ်ကဲ့ဟိုကိုကိုဆက်ယူလဲရတယ်ဆက်ပြီးသားတွေဝယ်လဲရတယ်အဲ့လိုမျိုးတချို့တွေကြတော့တချို့ကလေးတွေကြတော့တအားဟိုစားဟို စူးစမ်းခြင်းစိတ်ရှိတာစူးစမ်းခြင်းစိတ်ရှိရင်တော့သူတို့တွေကတော့ဖြတ်ပြီးဆက်ကြပြိုးကြပေါ့နော်အဲ့လိုမျိုးအိမ်မှာဆက်ကြရင်ပြန်မျိုးစိတ်လေးတွေရအောင်လုပ်ကြတယ်တခါတခါကြာရင်ပြားတွေကသူ့ဟာသူဟိုဥစားလာပြီးတော့မှမျိုးကူးဝါးပေးရရှိရဲအဲ့ဆိုအသီးတင်အသီးတင်တဲ့ခါကြာရင်အသီးတွေကနေပြန်ပြီးတော့မျိုးစုမျိုးစိတ်တွေလုပ်ယူလို့ရတယ်အမအခုနောက်ပိုင်းတော့ ဆန်းနေတယ်ပေါ့နော်ဆန်းနေတယ်အရင်တော့ကတော့အဲ့ဒါတိတ်ပြီးတော့အမမျိုးစိတ်တွေပါတိတ်ပြီးတော့မလုတ်တတ်ဘူးအဲ့မျိုးဆိုရင်အဲ့လိုအမတို့ဝါရင်နေရှိရယ်အဲ့လိုမန္တလေးရတီတန်းနယ်တို့ပါတို့ရှိရယ်အမတို့ဟိုစာသူတို့ကမျိုးစိတ်စိုက်တာတအားကျွမ်းတယ် graph ဆိုရင်ကိုကျော်လာပူကျွမ်းတယ်အဲ့လိုမျိုးပေါ့နော်အမတို့တွေမှာအမျိုးလေးတွေရှိရယ်အဲဒီဒီဒီဂျင်မျိုးလေးတွေဆိုရင် sky ဆိုတဲ့မောင်လေးကသူကတော်တော်ကြိုက်တယ်တော်တော်ကြိုက်ပြီးသူခုတော်တော်လေးကိုသူကသူစားဆိုင်နေပြီပေါ့နော်စားဆိုင်ပြီးတော့မှသူကတော့ တော်တော်လေးကိုလုံနိုင်တဲ့ကလေးပေါ့အဲ့လိုမျိုးလေးတွေတယောက်တယောက်မတူကြအောင်မောင်လေးဝါသနာလေးတွေဝါသနာလေးကြီးလည်းမတူကြအောင်သူ့အကြိုက်ကလေးတွေလည်းမတူကြအောင်ဒီအမွေးလေးတွေကြိုက်တဲ့လူကကြိုက်ဒါလေးတွေကြိုက်တဲ့လူကကြိုက်တယ်ပန်းကြိုက်တဲ့လူကလည်းသူကလည်းဒါလေးတွေကိုတအားကြိုက်တာဒီမျိုးစားတွေကအပင်တွေကိုပူကြိုက်တယ်ဒီဟာတွေကပန်းခဏခဏပွင့်တယ်ຫນွေရာတီဆိုတော့ပွင့်တယ်အဲ့လိုမျိုး အခင်းလုံးပွင့်အောင်သူလုပ်တယ်ဒါကတော့သူက grab ရအောင်မလို့သူ့သူ့အော်တိုပွားနေရမျိုးပေါ့နော်အဲတချို့အပင်ကတော့ grab ရတယ် grab ပြီးတော့မှအများကြီးဖြစ်လာပန်းနေအများကြီးပွင့်လှတယ်ပေါ့နော်အခုအမအပင်ကဟိုမပွင့်တော့အမပြလို့မရဘူးဖြစ်သွားဟိုတနေ့ကပွင့်ပြီးသွားပြီအဲကြတော့အမပန်းပွင့်တော့ပြလို့မရဘူးဖြစ်သွားတယ်မောင်လေးအဲဒါလေးတွေဆိုလဲဒါလေးတွေဆိုလဲအပွင့်လှတယ်အပွင့်လှတချို့ပန်းလေးတွေကအင်းနေကြိုက်တယ်နေနေရောင်တိတာတယ်ဘာဖြစ်လို့ဆိုသူကနေရောင်ရမအောင်ပွင့်လာတာနေမရရင်မပွင့်ဘူး အဲ့လိုမျိုးညဆိုရင်ပြန်ပိတ်သွားတယ်နေရောင်ရရင်ပြန်ပွင့်လာတယ်တချို့ပန်းပွင့်လေးတွေကတစ်ရက်ပဲခံတယ်တချို့ပန်းပွင့်လေးက၂ရက်၃ရက်အဲ့လိုညဆိုပြန်ပိတ်သွားမနေ့ဆိုပြန်ပွင့်တယ်အဲ့လိုမျိုး၄၅၆ရက်ခံနေတဲ့အပင်လေးတွေပန်းလေးတွေလည်းရှိရဲ့အဲ့လိုမျိုးဟိုအပင်လေးတွေဆိုရင်ရှေ့အပင်လေးတွေဆိုလဲခဏခဏအဲ့လိုငုံလိုက်ပွင့်လိုက်ငုံလိုက်ပွင့်လိုက်နဲ့တချို့ပန်းလေးတွေဆိုအမွှေးနဲ့အောင်ရှိရဲ့အဲတချို့တချို့ကြတော့လဲစုပင်လေးတွေကိုတိတ်မဆိုင်ကြအောင်မိဘတွေတချို့လူကြီးတွေကတိတ်မကြိုက်ကြအောင်အဲ ဘာဖြစ်လို့ဆိုသူတို့စူးပင်တွေစိုက်လို့ရှိရင်ပေါ့နော်အဲမကောင်းစူးပွားတွေလာတယ်စူးပင်မစိုက်ကောင်းပါညာဆိုအဲ့လိုလူအယူရှိရဲ့လူလေးတွေလည်းရှိရယ်အမတို့ကတော့စိုက်ကြတာပဲအဲ့လိုလာပြောတဲ့လူရန်သူဖြစ်နေတာပေါ့နော်နဲ့ရန်အဲ့လိုပြောတဲ့လူဆိုစိတ်ဆိုးကြတာအဲ့ရန်ထောင်ကြတာပေါ့ဘာဖြစ်လို့ငါတို့စဖြစ်မအောင်ဆိုဒါပေမဲ့အများအားဖြစ်တော့အမကတော့အပြင်မှာစိုက်တာဖြစ်တဲ့အတွက်တော့အမကတော့ဒီအယူတွေကိုတိတ်မလုပ်ဘူးဘာဖြစ်လို့ဆိုသူတို့ကလည်းအပြင်မှာပဲနေတာလေအိမ်ထဲမှာနေစိုက်ကြည့်ဘူးတယ်တေးတယ်ဟုတ်လားတေးတယ်အမကတော့ ဟိုစအမနဲ့အရင်ကတော့တေးတာပေါ့စိုက်တဲ့လူကတော့စိုက်တယ်စိုက်တယ်ဆိုရင်အမကတော့ပန်းမပွင့်ကွာဟာအဲ့ထဲမှာတော့ပန်းမပွင့်နိုင်ဘူးပြီးလို့ရှိရင်ဟိုစပေးရမယ် grow light ပေးရမယ်မောင်လေး grow light ပေးရင်အဲ့ grow light အချိန်စတွေရောဘာတွေရောအများတွေရောအလုတ်ရှုပ်တယ်အလုတ်ပိုတယ်ပေါ့နော်ရေပေးတာအစဇွန်းလေးတွေနဲ့ကလေးနိုးတိုက်တလို့မျိုးလေးအဲ့လိုမျိုးလေးတွေပေးနေရောအမကတော့မစိုက်ဘူး အာရပါရနေအမကတော့ရေးဒီလောင်းတာပေါ့နော်လောင်းတာဖြစ်တဲ့အတွက်အမအပြင်မှာပဲစိုက်တာများတယ်ဟုတ်ကဲ့ဒါဒီဒီနှစ်ခုဆိုပန်းလေးတွေပွင့်တာတူတယ်ဒါဆိုဒါကတော့ယူဖိုဘီယာလို့ခေါ်တာပေါ့နော်ယူဖိုဘီယာယူဖိုဘီယာနဲ့ကိုက်တပ်စ်နဲ့ကလည်းနည်းနည်းဆင်တယ်တကူအဲ့လိုမျိုးစိုက်တဲ့လူချင်းကတော့တူတာပေါ့နာမည်တော့ကွာသွားတာပေါ့နော်ဟုတ်ကဲ့သူယူဖိုဘီယာကဘယ်လိုမျိုးကွာအောင်ဆိုသူကကြတော့ ဟိုစာဖြတ်လိုက်လို့ရှင်အထဲမှာ노လိုမျိုးအစေးလေးတွေထွက်တယ်။အော်အဲ့လိုမျိုးလေးဒါအဲ့ဒါအင်း तू က euphobia အုပ်စုကအကုန်လုံး노စေးထွက်တယ်။အဲ့လိုမျိုးဒါလေးတော့မထွက်ဘူးပြီးလို့ရှင်အဲ့ဟိုဟာလေးတွေဆို grab ထားတာလေးတွေပေါ့နော်။အဲ့တချို့အပင်ကတော့ grab မအောင်ရတယ်။အရန်နုတဲ့အပင်ဆို grab site တာများတဲ့တချို့တွေအုံးရုံနဲ့စိုက်ရင်အရန်နုတာမျိုးဆိုတချို့က grab တင်လိုက်တယ်။ grab တင်လိုက်ယူရှင်။မြန်မြန်ထွားလွယ်တယ်။ထွားလွယ်ပဲအခါကျရင် तू ပွားလွယ်တယ်ပွားတော့ တချို့တွေကလေရောင်းစားပေါ့နော်ရောင်းစားလို့ရတယ်ပေါ့နောက်ပြီးတော့အဲ့ဒီအကိတ်ကြီးဖြစ်လာတယ်ပွားတာတွေပွားလေပူလှလေပေါ့နော်တစ်လုံးနဲ့ထက်တယ်ပွားလေပူပူလှတယ်အဲ့လိုမျိုးလေးတွေပေါ့အဲ့ဒီဒီ disco gates လို့ခေါ်တယ်အဲ့ဒီ disco gates လေးလေသူအကြမ်းခံနေတဲ့ပါတယ်လှတယ်အဲ့ဒါလေးကတော်တော်လှတယ်သူပန်းပွင့်ရင်လည်းချစ်စရာလေးအဲ့လိုမျိုးပန်းလေးတွေကလည်းတယောက်နဲ့တယောက်မတူပွင့်လာမှတိတာအဲပွင့်လာမှတချို့ပင်ကငါငါပင်အနီရောင်လေးငါပင်ပန်းရောင်ငါပင်အဖြူရောင်တချို့ပင်ကလည်းစကြာလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေနဲ့တယောက်နဲ့တယောက် ွားကြတာပေါ့မောင်လေးနော်အပန်းလေးပွင့်လာကြွားကြတာပေါ့ရရင်ဆိုင်ပေါ့လေအပန်းလေးပွင့်လာရင်ကိုပန်းလေးပွင့်ကြပြီဆိုကြွားကြတာပေါ့အဲ့လိုမျိုးလေးတွေပေါ့အဲဒီဒီဒီဟာလေးဆိုလဲဒါလေးရဒါလေးကလက်ဆောင်ရထားတာအမောင် sky ဆိုရင်မောင်လေးကလက်ဆောင်ပေးထားတာဟုတ်ကဲ့အဲသူသူကတော့ဒီဒီသူဒီဒီအောင်လေးတွေကြိုက်တဲ့ကြိုက်တဲ့ကလေးပေါ့နော်အခုတော်တော်လှနေပြီဒီမှာသူကအဖောင်ပြေးတာတို့ဘာလို့ညာတို့အဲ့လိုမျိုးလေးတွေပေါ့နော်အဲအားလေးဒီအဲသူတို့ကြောက်တာကိုစိုက်ဖြစ်သွားတာကိုကတော့အဲ့လိုမျိုးအယောင်နေနားမလဲဘူးအမကတော့အဲ့လိုမျိုး ဒါကြိုက်တယ်ဆိုဝယ်လိုက်တာပဲဒါလိုအနီလေးတွေအဝါလေးတွေပေါ့သူတို့ကြတော့အဲ့လိုမျိုးရှိရယ်ဖောင်ပြေလားမပြေလားပေါ့နော်စူပါတချောင်းလား LB လား hybrid လားအဲ့ဒါတွေအကုန်အဲသူတို့အဲ့လိုမျိုးခွဲခြားကြတယ်ဒါအမကတော့အမကတော့ဟိုဘယ်လိုပြောမလဲစုံပလုံစီပေါ့နော်အကုန်တဲတဲလေးနေဆိုအကုံစိုက်တယ်မျိုးလဲအကုံစိုက်တယ်စုံနေအောင်စိုက်တယ်အကုံကြိုက်တယ်အမအဲ့လိုမျိုးကြိုက်တာမှယူဖိုဘီးယားလဲစိုက်တယ်ဒီဒီမျိုးလဲစိုက်တယ်ဒါလေးတွေလဲမမလီယားဆိုလဲအဲ့လိုမျိုးလေးလေးစိုက်တယ်တိလား ညော်ဒါလေးတွေပေါ့နော်ဟုတ်ဒါလေးဆိုလဲဒါဒါဆိုရင်ဒါ astro ပေါ့ astro လေးကမှ तू ကအယောင်နဲ့အယောင်နဲ့ဆိုရင် तू ကတော့အယောင်ပါတဲ့အပင်လေးတွေတော့အထွားနှေးတယ်ခေါ်တာပေါ့နော်အထွားနှေးတယ်အထွားနှေးတာအတွက်ဆေးလေးတွေတော့ကျွေးရတာပေါ့မောင်လေးဆေးမကျွေးဘဲနဲ့ဒီတိုင်းထားလဲစိုက်လို့ရလားဆိုတော့ရတယ်ဒါပေမဲ့အထွားနှေးတာပေါ့နော်အထွားနှေးတော့တမျောများလေးဆေးတွေတုံးကြတယ်မှာတော့ဆေးတွေနောက်ပိုင်းတုံးကြတယ်အဲ့ဆေးတွေတုံးတဲ့ခါကျရင် အမကတော့တိခွာဆေးတွေအပင်တခြားဆေးတွေနဲ့ကိတ်တက်ဆေးရိုးတော့အရင်တော့တိတက်မရှိဘူး။တိတက်မရှိတော့အမအဲ့လို18ပတ်လေး20ပတ်လေးအဲ့လိုမျိုးလေးတွေပေါ့နော်။အဲ73ပတ်လေးအဝါစီလေးတွေလည်းတုံးတယ်။အဲ73ပတ်လေးအဝါစီလေးတွေကိုချင်းလေးတွေတည်းထည့်တယ်ဒါမှမဟုတ်နှစ်စီသုံးစီတလားတခါထည့်တယ်။နှေးတယ်ပေါ့နော်နှေးတယ်အဲ့လိုမျိုးလေးတွေနဲ့အမတို့ဟိုစဆေးရီခါကျတော့အန်ရီတော့များတယ်ပေါ့နော်။အန်ရီများတယ်သူကဆေးအချိန်စလို့တယ်။အချိန်စလို့ရဒါမဲ့မြန်တော့မြန်တယ်သူက။ တက်တာအရန်မြန်တယ်အဟိုစနည်းနည်းကို short ထဲ့ပေါ့နော်မောင်လေးဈေးမများစေချင်ဘူးဈေးရတော့ဗာဈေးထဲ့တဲ့မှုဈေးပဲများထဲ့ထဲ့အဲ့လိုမျိုးအားစေးပဲများထဲတယ်တေတယ်မောင်လေးနောက်နေကြအဲ့လိုဆေးတွေကိုနောက်ပြီးတော့အားဟိုအားဖြစ်စေခြင်းလုံးအားကြီးပြီးတော့မှဆေးကိုရက်ချပါညံ့ညံ့ကြီးပေးလိုက်တာမျိုးအခါကျရင်အပင်တွေတေွားတတ်တယ်ဟုတ်တေွားတတ်တယ်ဆေးကိုရေလောင်းရင်းနဲ့လည်းကျွေးလို့ရတယ်ဟိုရေလောင်းပြီးမှကျွေးလို့လည်းရတယ်အမကတော့ရေကိုအရင်လောင်းလိုက်တယ် ဒီဥယင်လောင်းလိုက်ပြီးတော့မှဈေးကျွေးတယ်။နောက်ပြီးဒီ skin လေးတွေသူတို့ skin လေးတွေလှလှဖို့အတွက်ကတော့ဟိုစာပိုးတက်ဆီးလေးတွေလည်းတုံးရတယ်။နောက်ပြီးဘေးကဟိုဘေးကအပင်တွေကနေပိုးမွားတွေလာမကအောင်လို့ကထားရင်တော့အကောင်းဆုံးပဲ။ဟိုအကယ်၍မကထားနိုင်ဘူးဆိုရင်တော့ကိုကတော့အမြဲတမ်း ဆေးပေးနေရမယ်ဆေးကိုမဟိုစပေးရမယ်အပင်တွေကိုစစ်နေရမယ်ပေါ့နော်မောင်လေးအမျိုးလုံးရမယ်အကယ်၍ तू ကမပေးဆေးမပေးဘဲနဲ့အဲ့ဒါမဲ့ဒီတိုင်းထားထားမယ်ဟိုတတိမေယောနဲ့ခရီးတွေဘာတွေထွက်သွားတယ်အဲ့အချိန်မှာပိုးဝင်သွားပြီးတော့မှလာလို့ရှိရင်အပင်တွေတည်သွားမယ်အော် तू ကပိုးတက်တာနဲ့ skin ကနာသွားပြီအဲ့လိုနာတော့မလာတော့ဘူးပေါ့နော်အပင်ကပိုးထုကယူဆိုင်ပါဘူးဟုတ်တယ်ပိုးထုကယူဆိုင်ရမယ်ဘာဖြစ်လို့ဆိုဒီပတ်ဆိုမကြည့်ပိုးလေးတွေအဲ့လိုမျိုးပေါ့နော်အဲ့လိုလေးတွေဖြစ်သွားတော့ skin မလှတော့ဘူးပေါ့အဲ့လိုမျိုးဆိုတော့သူကတတိထားမယ်အကောင်လေးတွေတော့အဲ့လိုတတိထားမယ်အတ ିକ ကတော့မြေတွင်းအောင်ပိုးတက်စီစေရမယ်ဟုတ်ကဲ့ဟိုအထက်အမြင့်ကောင်းမကောင်းလဲစေရမယ်ဆိုချိုးကြော်တမျိုးမကြီးကြော်ဒါမှကောင်းနေရပေါ့နော်ဒါအခုဆိုတော့ဒါကောင်းနေရပေါ့နော်အဲတခါတခါကျရင် တချို့ဒီဒီတိုင်းကအမြင်ရတာကောင်းနေအမြင်ရတာကောင်းနေမကြီးလိုက်တော့မပါလာတာအလုံးလိုက်ကြီးအလုံးလိုက်ကြီးပါလာတာရှိရတခါတခါကျရင်သူကအကောင်အဲမဲ့ရှင်းနေသလိုဘာသလိုနဲ့သိလား ပြီးမှအာနှိမ့်လိုက်တဲ့ခါကျမှပုတ်တောင်ပုတ်နေပြီအဲ့မျိုးဟန်ဆောင်ဟန်ဆောင်တက်တယ်ပေါ့နော်ရှင်ချင်အောင်မာရများတယ်ပေါ့ဟန်ဆောင်နေရှင်ချင်အောင်ဟန်ဆောင်နေတက်တယ်သွားတဲ့ခါကျမှမလေးသေးနေရသူတို့ကပိုးတွေရောဘာတွေရောနောက်ပြီးအဲ့လိုမျိုးတွေပေါ့နော်အဲ့ခါကျရင်တော့အမားတို့ဒေချာလောက်ရမယ်ပေါ့ဟိုကိုဝယ်လာတဲ့ကိုဝယ်လာတဲ့နေရာကပြိုးပင် ပြိုးပင်ဆိုရင်တော့အမားတို့ကမဖြစ်မနေဦးလဲရမယ် သူတို့ဘက်ကပြိုးပင်မဟုတ်ဘဲနဲ့အပင်ကြီးနေပြီးမြေတွေပါတွေတေချာဂယူဆိုင်ပြီးတော့မှသူတို့ထည့်လာပေးတဲ့အပင်ဆိုတော့ထားကောင်းထားလို့ရတယ်။ဒါပေမဲ့ထားတာတော့စိတ်မချရဘူးအတိကတော့မာတင်အမကတော့ထုတ်ကြည့်ခြင်းထုတ်ကြည့်စေခြင်းနဲ့တခါတခါကြာရင်သူတို့ကရေလောင်းပြီးတော့ရေလောင်းပြီးလွတ်လိုက်တဲ့လူရှိတယ်။ရေလောင်းပြီးလွတ်လိုက်တဲ့ဆိုရင်တော့လန်ခကြီးမှာဘယ်နဲ့ရကြအောင်လဲဆိုတော့ကိုကမသိအောင်မသိတဲ့ခါကျရင်အဲ့ဒီအမြစ်တွေကပုတ်လာပြီ။အဲ့အမြစ်တွေကပုတ်လာပြီးဆိုလာပြီးဆိုရင်အဲ့အမြစ်တွေကနေဒီအပင်ကိုထိတယ်။ ကိုမသိနိုင်လုံးဝမသိနိုင်တဲ့အရာတွေကအဲ့ဒါပဲလဲကိုလဲရမယ်ဟုတ်အခုစမလဲလို့မဖြစ်ဘူးမလဲချင်လို့ရှိရင်တော့မှအဲ့တော့အမချွတ်ထားလိုက်အကေရောက်ရောက်ချင်းဆိုရေမလောင်းနဲ့ရေမလောင်းမဲအဲ ဒီဟာတွေတလားအထိပြစ်ထားတော့မရဘူး။အဲမြေရနေချုပ်ပြီးတလားအထိအဲ့လိုမျိုးပြစ်ထားလဲဘာမှဖြစ်မသိဘူးအဲ့ဒါကြောင့်မကြောက်နေဘူးပြောအကျန်းခံနေမကြောက်နဲ့အကဲရေငတ်မှဆိုးတယ်ဘာညာလို့အဲ့လိုမျိုးဖြစ်မှဆိုးလို့လေသိလားအဲ့ဒါရေငတ်မှဆိုးလို့ဆိုအမအဲ့ဒါစိတ်ပူတော့သူတို့ရေငတ်မှဆိုးလို့ရေပေးလိုက်ရင်အဲ့ဒါတေးတာပဲအာသူတို့ကိုရေငတ်မှဆိုးမကြောက်နဲ့မကြောက်နဲ့အတိုင်းဒီတိုင်းထားထားဟုတ်